အလုံးမဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကို တင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစခင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံကြပါရစေပထမဆုံးသတင်းတစ်ပုဒ်ကတော့စစ်တပ် lobby စောဖုံးဟိန် NUG The Show ဟုဆွဆဲခံရပြီးစစ်ကောင်စီကခု lobby ကိုပြန်ဖမ်း၍အကြီးညိုဖြတ်စီမှု ပုံမှန်905ကကြီးဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးတို့ဖြင့်အမှုဖွင့်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်စစ်တပ်လော်ဘီစော်ဖုံးဟင်းကိုအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန် 3ခါခွင်း15ဖြင့်အမှုထက်တူရင်တရားစွဲထားကြောင်းစစ်ကောင်စီဝါဒဖြန် Telegram Channel များတွင်ဖော်ပြထားပါသည်။စော်ဖုံးဟင်းကိုမူလကရစသက်ကြီးဥပဒေပုံမှ905ကကြီနဲ့ဆက်သွယ်ရေးဥပဒေပုံမှပုံမှ66ကကြီတို့ပြင်သာအမှုဖွင့်ခဲ့ရမှာနောက်ပိုင်းစစ်စေးချက်များအရာအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ3ခါခွင်း15ဖြင့်ပါနောက်ထပ်အမှုထက်တူလိုက်ခြင်းဖြစ်ပါသည်။စော်ဖုံးဟင်းကိုစစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ2ရက်ကပြည်ဦးလွင်မြို့၌ဖမ်းဆီးခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီဆင်းလွတ်ထားသောဂရှို့ဟုဆိုဆွဲကစစ်ကြောနေကြောင်းစစ်ကောင်စီကဝါရဖြန့်ထားပါတယ်။ဇွန်လ၂ရက်နေ့မိုးလဲတနားကြီးကျော်အချိန်ဖြင်းဝင်နေနေထိုင်သောစစ်လော်ဘီစော်ဖုံးဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်ဇွန်လ၁၂ရက်နေ့တွင်နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကားကြီးဆက်သွယ်ရေးဥပဒေပုံမှ66ကားကြီးတို့ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဟိုစော်ဖုံဟင်ကိုအမှုဖွင့်တာကလပါခအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကဖွင့်နေလို့သိရတယ်။လူကြီးတွေကိုဆဲဆိုလို့အမှုဖွင့်တာနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကကြီးနောက်ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့ဆက်သွယ်ရေးပုံမှ66ကကြီးလည်းရှိတယ်။ပုံမှကတော့နှစ်ခုပဲ။လိုင်းပေါ်မှာတက်နေတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတာတော့မရှိဘူး။ဒါပေမဲ့ဟန်ရင်းဦးတို့အုပ်စုကတော့အကြမ်းဖက်မှုဥပဒေနဲ့ဖွင့်အောင်အတင်းကိုလှော်နေတာဟုမဘာသာအဖွဲ့ဝင်တက်ဦးကဆိုပါတယ်။ ။စောဖုံဟင်းကိုမန္တလေးအိုးဘိုထောင်အချုပ်ခန်းထဲသို့ကွဲပြောင်းလိုက်ပြီးလာမည့်ဇွန်လ26ရက်နေ့ရုံထုတ်မည်ဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လိုက်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုသည့်အတွက်ရန်ကုန်တိုင်းတကုံမျိုးတစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358ရှင်2025ဆက်သွယ်ရေးဥပဒေပုံမှား66ကားကြီးဖြင့်မပတနှင့်စစ်တပ်ထောက်ခံသူဒေါ်မမိုးခိုင်ကဇော်ဖုံခင်းကိုမေလ9ရက်နေ့တွင် အမှုဖွင့်ထားပြီးရင်းအမှုတွင်ရင်ဆိုင်ရမည်ဖြစ်သည်။ မဘာသာနဲ့အမျိုးသားရေးအစွန်ရောက်ဖုံးကြီးပေါက်ကူတော်ကမူဇော်ဖုံးဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဖုံးဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်တွင်နေထိုင်ပါက PDF ဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲတွင်အေးဆေးစွာဖြတ်တန်းနိုင်တော်မူဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းဇော်ဖုံးဟင်းအတွက်ဆန္ဒပြကြရန်လူမှုကွန်ရက်မှတက်စဉ်နှုံဆော်မှုများရှိနေပြီးလက်တွေတွင်မိသူကမှဆန္ဒမပြကြောင်း စောဖုံးဟိအိပရိသတ်သည်လိုင်းမော်တွင်သာရှိပြီးညီပြင်းတွင်မရှိကြောင်းသူ၏ Telegram မှတဆင့်ပြောဆိုထားပါသည်ဒုတိယသတင်းတပုတ်အနေနဲ့ငဖဲမြို့နယ်နတ်ရီကန်လေးချောင်းရံကာကွယ်ရေးတပ်မှထွက်ပြေးလာသည့်စစ်သား23ဦးကိုလက်နက်ခဲယမ်းများနှင့်အတူဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါသည်မကွေတိုင်းငဖဲမြို့နယ်နတ်ရီကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းမှထွက်ပြေးလာသည့်အကြံဖက်စစ်ကောင်စီတပ်သား23ဦးကိုလက်နက်ခဲယမ်းများနှင့်အတူအရှင်ဖမ်းမိခဲ့ကြောင်း CDF အရှုံမှပြောရေးဆိုခွင့်ရှိသူဆလိုင်းရိုးချင်းကပြောပါသည် ဇွန်လ10ရက်နေ့မှာ12ရက်နေ့ထိနှက်ရီကန်လေးကျောင်းရံကာကွယ်ရေးတပ်စခန်းမှာထွက်ပြေးလာသောအကြံဖက်စစ်ကောင်စီတပ်သား23ဦးကို CDF အရှုံးမှတော်လန်ရေးရဲပေါ်များကလေးကျောင်းရံကာကွယ်ရေးတပ်စခန်းအနီးမီတာ1500ပတ်လည်နှက်ရီကန်လက်ဟောင်းဖြတ်တောက်တိုက်ခိုက်ရေးလှုပ်ဆောင်နေစဉ်နေမြေရှင်းလင်းရှာဖွေ၍ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။လေးကျောင်းရံကာကွယ်ရေးဖြူဟာကုန်းမှာတာဝန်ထမ်းဆောင်နေတဲ့ဖြီးသူစစ်တွေလည်းပါမယ်။ ။တပ်သားအဟောင်းတွေလည်းပါမယ်။ရိတ်ခါတွေမရရှိတာတွေ၊ချက်ပြုတ်ရေးသမားကရှည်တန်းစစ်ကြောင်းတွေစီမပို့တာတွေအဲ့လိုမျိုးသတင်းစကားတွေတုံမှန်းတွေစီကကြားထားရတယ်။သူတို့ထိတ်ပိုင်းခေါင်းဆောင်တွေကပြည်သူစစ်တွေအောက်ခြေရဲဘော်တွေကိုရန်သူနဲ့ထိတ်တိုက်တွေ့နိုင်တဲ့နေရာကိုတွန်းပို့ပြီးတော့မှအသေးခံတိုက်ခိုင်းတာတွေကျွန်တော်တို့မျက်မြင်တွေ့ရှိရပါတယ်။အသေးခံတိုက်ခိုင်းတာဘလို့အကျိုးအမြတ်အတွက်ဘလို့နိုင်ငံရေးမျှော်မှန်းချက်အတွက် မသိရှိရဘဲနဲ့တပ်သားတွေကိုလူခွင့်ရေးချိုးဖောက်ကခိုင်းစေမှုတွေရှိတယ်လို့စစ်တုံမှန်တွေဖြေကြားမှုအရသိရပါတယ်။အဲ့ဒါတွေကြောင့်နေရီကန်ဖြူဟာကုန်းမှာပဲဖြစ်ဖြစ်နေရီကန်အနီးတဝိုက်မှာတက်ဆွဲထားတာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအလင်းဝင်ကြဖို့နဲ့ဒီလိုမှမဟုတ်ပဲအသေးကန်ပြီးအသက်ပေးပြီးတိုက်ခိုက်ကာကွယ်ခြင်းနဲ့ဆိုရင်လေသူတို့ရဲ့ဆန္ဒအတိုင်းပါပဲဟုစီရီယက်အရှိုးမှာပြောရေးဆိုခွင့်ရှိသူဆလိုင်းရိုးချင်းကပြောဆိုပါတယ်။ အဆိုပါဖမ်းဆီးရမိသောစစ်ကောင်စီတပ်သားများထံမှ MA1 တနက်9လက် MA3 တနက်3လက်နှင့်ခရဲအချို့တင်စီရမိခဲ့ကြောင်းထိုဖမ်းဆီးရမိသောစစ်တုံးမများသည်စစ်မှုမထမ်းမနေရဥပဒေကြောင်းအတင်းအဓမ္မပေါ်တာဆွဲခံရ၍စစ်မှုထမ်းနေရသူများဖြစ်ကြောင်းသိရှိရပါသည် ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။